မင်္ဂလာပါဆင်မဒီနေဆက်ပြီးရှင်းပြမှာက grade 3 mathematics ရဲ့အခန်း7 downline မြောက်ချင်းသင်ခန်းစာ1ပဲဖြစ်ပါတယ် ဆိုတော့ကြည့်အောင်တကြားလုံးတစ်ဘူးမှာတကြားလုံး အလုံး20ပါတယ်ဒီတကြားလုံးတစ်ဘူးမှာတကြားလုံးကအလုံး20ပါတယ်ဒီမှာ20ဒီမှာ20ပါတယ်တကြားလုံး၃ဘူးမှာတကြားလုံးအလုံးဘယ်လောက်ရှိသလဲဒီတကြားလုံး၃ဘူးလုံးမှာတကြားလုံးဒီဘယ်လောက်ရှိသလဲတဲ့အဲ့တော့တကြားလုံးအရေးအတွက်ကိုဘယ်လိုရှာမလဲဆရာမတို့ဒီမှာစဉ်းစားကြည့်မယ်နော်တကြားလုံးတစ်ဘူးမှာဒီ20ရှိတယ်တကြားလုံးအရေးအတွက်က 20ရှိတယ်20ရှိတာဒီဘလောက်မှလဲဆိုတော့တဘူးမှ20ရှိတာဟုတ်လားဆရာမတို့လိုချင်တာဒီ3ဘူးမှလိုချင်တယ်တဘူးမှ20ရှိတယ်3ဘူးမှလိုချင်တယ်ဆိုရင်20ကိုဆရာမတို့က3နဲ့မြောက်လိုက်မယ်ဟုတ်လား20တခါ22ခါ23ခါဆိုပြီးတော့20ကို3နဲ့မြောက်လိုက်လို့ရှိရင်ဒီမှာ3ဘူးမှရှိတဲ့အရေးအတွက်ကိုရမှာပေါ့အဲ့တော့ဘာကြောင့်မို့လို့20ကို3နဲ့မြောက်ရတာလဲဆိုတော့သူကလည်းပဲ tick ကနေပြီးတော့3ဘူးဆိုပြီးတော့မှ 3နဲ့မြောက်လိုက်တော့3ဘူးရတယ်။ဒါကြောင့်မလို့20ကိုလည်းပဲ3နဲ့မြောက်လိုက်လို့ရှိရင်3 4 6ဆိုတော့60ဆိုပြီးတော့ရတယ်။ဒါပြီးတော့ကဲဒါဆိုရင်မြောက်နီးလေးကြည့်အောင်မြင့်မြချင်းရေးပါဆိုဆရာမတို့ဘာကြီးမြင့်ချင်းကဘာလဲ20အမြောက်3ကသူ့ရဲ့မြင့်မြချင်းပဲ။20အမြောက်3မြင့်မြချင်း60ပေါ့ဟုတ်ပြီနော်။ဆိုတော့ဆရာမတို့ဒီမှာကြည့်ကြည့်အောင်20အမြောက်3ကိုမြောက်တဲ့အခါမှာ ဒီတုံညလေးကိုခဏလေးဖယ်ထားလိုက်။နေအမြောက်သုံးလို့စဉ်းစားကြည့်လိုက်မယ်။ဟုတ်ပြီနော်။နေအမြောက်သုံးလို့စဉ်းစားရမယ်ဆိုလို့ရှိရင်နေသုံးလီက6။နေကနေပြီးတော့20ဖြစ်လာတာ။နေနေကနေ20ဖြစ်လာတာ။20ဒီနေ့ရဲ့10စားရှိတယ်။ဘာပါပဲနော်20ဒီနှစ်ရဲ့စေစားရှိလို့ရှိရင်ဒီဘက်ကရမယ့်အဖြေလေးပဲဒီကအဖြေရဲ့စေစားလာမယ် ပါပါပြီနော်ကဲဒါဆိုရင်ဒီမှာ600ထားလို့ရှိရင်ဒီက3ညတလုံးဖြည့်လိုက်ပြီးတော့မှ60ဆိုပြီးတော့ရှင်းလိုက်အောင်မယ်။ဒါဆိုဆရာမတို့တွက်တဲ့အချိန်မှာ1 3 4 6ဒီ3ညလေးကိုထည့်လိုက်တော့60 1 3 4 6ရဲ့အဖြည့်ချက်လက်ဆက်အမြောက်3ရဲ့အဖြည့်ဒီဒီမှာ10ဇပုံများနေတယ် ဒါပဲเนาะအဲ့တော့ကျွန်တော်တို့ဒါကိုဘယ်လိုစဉ်းစားမလဲဆိုတော့30အုပ်စုပေါ့အခြေခံပြီးတော့မှမြောက်ပါတယ်တဲ့အဲ့တော့30အုပ်စုဒီ20 20အုပ်စုကဒဇူးနတ်စု3စု20အုပ်စု3စုဆိုပြီးတော့စဉ်းစားလိုက်တာဒါကြောင့်မို့လို့20အမြောက်3ညီမြချင်း60ဆိုဖြစ်လာဒါပဲเนาะဒါဆိုအဖြေကဘယ်လောက်ရှိလဲဆိုတော့60လုံးပေါ့ညမလား နောက်တစ်ခုဆက်ကြည့်မယ်။ကနန်းနှလုံးပါကင်အမြောက်ကနန်းနှလုံးပါကင်ကိုတွက်မယ်။ဒီတစ်ခါဆရာမတို့ခုနကတော့အဒီတိုင်း20မြောက်3မဲမြောက်ခဲ့တယ်။ဒီတစ်ခါကျရင်ကနန်းနှလုံးပါတဲ့ကင်နဲ့ကနန်းနှလုံးပါတဲ့ကင်ကိုမြောက်ကြည့်ပါမယ်တဲ့။20မှာကြတော့2ပဲရှိတာလေနောက်က0ဆိုတော့အာဒီမြောက်ရတာလွယ်တာပေါ့လေဒီတစ်ခါကြည့်ကြည့်အောင်ဘစ်ကော့မုတ်ထုတ်တထုံးမှာဘစ်ကော့23ချက်ပါတယ် မုတ်ထုတ်တထုတ်ဒီတထုတ်ထဲမှာ20နဲ့3ချက်ပါတယ်ဘစ်စကွတ်3ထုတ်ရှိရင်ဘစ်စကွတ်အားလုံးဘလောက်ရှိတယ်လဲကဲ3ထုတ်ဆိုတော့ဆံမရခုနလိုပဲစဉ်းစားကြည့်မယ်နော်ဒီမှာ23ဒါလည်း23ဒါလည်း23 23 23ပါတယ်အုပ်စုဒီ3စုဆိုတော့23အမြောက်3ဆိုပြီးတော့တခါလဲစဉ်းစားလို့လည်းရတယ်ဒါမှမဟုတ်ဒီတထုတ်တထုတ်တထုတ်ဒီအထုတ်3ထုတ် အထုပ်အရေအတွက်တထုပ်ကနေ3ထုပ်ဖြစ်လာတာဒီ3နဲ့မြောက်တယ်မလားဒီအမြောက်3ဒီ3ဖြစ်တဲ့အတွက်ကြောင့်မလို့23ကိုလည်းဆရာမတို့3နဲ့မြောက်မယ်23ဒီ3ခါရှိတယ်ဟုတ်ပြီနော်23ဒီ3ထုပ်ရှိတယ်ဒါကြောင့်မလို့23အမြောက်3ဒါလည်းဒီအမြောက်3ဒါဆိုရင်23အမြောက်3ကိုကြောင့်ဆရာမတို့ဒီမှာဘယ်လိုမြောက်မလဲတဲ့သူ့ကိုစဉ်းစားကြည့်မယ်အဖြစ်မရေးသေးဘူးအဲ့တော့ညီမြချင်းကိုအရင်ရေးမယ်ညီမြချင်းကပါလေ23 အမြောက်သုံးဟုတ်ပြီနော်အဲ့တော့ညီမချင်းရပြီဆိုလို့ရှိရင်ဆရာမတို့ကဒီမှာအဖြေမရေးသေးပါဘူးဒီမှာတွက်နီးလေးကိုအရင်အဦးဆုံးစဉ်းစားကြည့်ပါမယ်23အမြောက်3ကိုဘယ်လိုတွက်မလဲစဉ်းစားရအောင်ဆိုတော့ဆရာမတို့ဒီဒီကလေးတို့အနေနဲ့ဂဏန်းနှလုံးပါတဲ့ဂိမ်းနဲ့ဒီဘက်ကဂဏန်းတစ်လုံးပါတဲ့ဂိမ်းနဲ့မြောက်တဲ့အခါမှာသူ့ကိုလွယ်ကူတဲ့နီးနဲ့မြောက်လို့ရတဲ့နီးလေးရှိရယ်အဲ့တော့ဒီ23ကို20ရယ်3ရယ်ဆိုပြီးတော့ခွဲလိုက်မယ် 23ကိုဆင်မတော့3နဲ့မြောက်ချင်တာ20ရဲ့3ရဲ့ခွဲလိုက်လို့ရှိရင်ကြတော့20ကိုလည်း3နဲ့မြောက်ပေးရမယ်3ကိုလည်းပဲ3နဲ့မြောက်ပေးရမယ်တော့ပေါ့ဗျာနော်ဆိုတော့20အမြောက်3လေးရှေးကတည်ပြီးသား3 4 6 60 33 4က9ဒီနှစ်ခုကိုပေါင်းပေးရမယ်60ရဲ့9ရဲ့ပေါင်းလိုက်တော့ဒါက9ဒါက6 69ရယ် ရပြီနော်ဆိုတော့ဆရာမတို့ဒါကြဘယ်လိုစဉ်းစားရလဲဆိုတော့20အုပ်စု3စုဒီ60နော်မနော်20အုပ်စု2စု2စု3စုက60 3အုပ်စု3စုရှိတယ်1 2 3 3အုပ်စု3စုက9 33လေ9ဆိုတော့60အပေါင်း9 69ဆိုပြီးတော့မှ ခွဲပြီးတော့တွက်ရချင်းဖြစ်တယ်ဆိုတော့အဖြေဒီဘယ်နဲ့ချက်ရတယ်လဲဆိုတော့60နဲ့9ချက်ဆိုပြီးတော့ရမယ် ရပြီနော်ဆိုတော့ဒီပေါ်အဖြေကိုတွားပြီးတော့ဖြေလိုက်မယ်69ချက်ဆိုပြီးတော့ရမလားဟုတ်ပြီနောက်တစ်ဆက်တက်သွားမယ်အောက်ပါအတိုင်းအမြောက်ကိုထောင်လိုက်တွက်နိုင်ပါသည်တဲ့အဲ့တော့ဆံမတို့ကိုထောင်လိုက်တွက်လို့ရတယ်23အမြောက်3ဆိုပြီးတော့မှဟုတ်ပြီနော်23ရဲ့3ရဲ့အဆင့်တက်အနေနဲ့ဆယ်ကနန်းနဲ့ခုကနန်းမြောက်နေရာတီးတီးတွေရေးပါဒါ10နေရာ10နေရာ10ရေးမယ်ခုနေရာခုရေးမယ်ပြီးတော့မြောက်ချင်တဲ့ဒီကနန်းကိုလည်းဒီအောက်မှာရေးလိုက်မယ် ရေးပြီးလို့ရှိရင်ဆရာမတို့ကသူ့ကိုစပြီးတော့မြောက်လိုက်မယ်3 3 4 9 3နဲ့3နဲ့အရင်မြောက်မယ်နောက်ဆရာမဒီအောက်ကအစင်းနေပြောပြတော့တခါတည်းသွားတော့မယ်3 3 4 9 3 4 6ဆိုတော့69ဆိုတော့တခါတည်းရမယ်ဟုတ်ပြီနော်ဒီ3ဒီ3ကိုလည်းပဲမြောက်မယ်3က2ကိုလည်းပဲမြောက်မယ် 3 3 3ကို3နဲ့မြောက်လိုက်လို့ရတဲ့ဟာကိုဒီဒီ3အောက်မှာရေးမယ်3 2 4ရတဲ့ဟာကိုဒီ2အောက်တက်တက်မှာရေးလိုက်3 3 4ကို3 2 4 6ဆိုပြီးတော့ရပြီเนาะနားလည်မလားအဲ့တော့ဒီမှာဘာမှလည်းမခက်ပါဘူးအဲ့တော့ဆရာတို့ဒါလေးကိုအာဒီ69ဆိုပြီးတော့တခါလေးရသွားရောအဲ့တော့ဒီမှာအတော့သူကတစ်ဆင့်ချင်းစီရှင်းပြထားတယ်ဆရာမဒီအဆင့်နဲ့မပြောတော့ဘဲဒီမှာတခါလေးတွားလိုက်မယ်အဲ့တော့3 3 4ကို3 2 4 6 69ရပြီနော်နောက်တစ်ခုကြည့်အောင်23ဝမြောက်3ကိုသူကဒီနီးနဲ့သွားတာဒီ33၄က9 320 4 60ဒီလိုမျိုးပုံစံဖြစ်တယ်ဟုတ်ပြီเนาะ320ကြီး60ဖြစ်တဲ့အခါမှာမဖြစ်သွားလဲဆိုတော့96ဆိုပြီးတော့မှ69ရတယ်ဆရာမတို့ခုနကအတွက်တုန်းကကြတော့ တခါလေးပဲရေးလိုက်တာဒီမှာနော်3 3 4 9 3 4 6ဆို69တခါလေးရတယ်ဒါကကျတော့3 3 4 9 3အမြောက်3မြောက်တာက9ရပြီးတော့မှ3 20 3 20လေးပဲမဟုတ်ဒါဒီ20ကိုမြောက်တာ3 20လေးရကြတော့60ဆိုတော့20အမြောက်3 69 20အမြောက်3က60ပေါင်းလိုက်တော့69ဆိုပြီးရတယ်ရပြီနော် မင်းကြည့်ကြည့်အောင်ကျမတို့ကတော့ဒီနေ့အတိုင်းပဲသွားမယ်ဒီလိုတွေမသွားပါဘူးဒါသည်ကလေးတို့နားလည်အောင်ရည်ပြထားခြင်းဖြစ်ပါတယ်ဒီဟာဒီဘယ်လိုလုပ်ပြီးတော့ဒီလိုရသွားတာလဲဆိုတာလေးကိုသိအောင်လို့ရည်ပြထားတာဟုတ်ပြီနော်ဆိုတော့မြောက်ကြည့်အောင်ဒီမှာကျမတို့နံပါတ်1က41အမြောက်နှစ်ကိုတွတ်ပါတဲ့41အမြောက်နှစ်နှစ်တလီနှစ်နှစ်လေးလီရှစ်ဆိုရယ်82ရာဟုတ်ပြီနော်ဆိုတော့ဘာရေးလိုက်ရုံပဲလေ fc ဆိုပြီးတော့82ရေးလိုက်ရုံပဲ တော့ဒီမှာမြောက်တဲ့အချိန်မှာနေ့ရက်တရက်မြောက်တယ်နေ့အမြောက်တနော်နေ့တလေးနေ့နေ့ရက်၄ရက်မြောက်တယ်ဆိုတာကနေ့အမြောက်60ကိုမြောက်တာဒါကြောင့်မလို့နေ့အမြောက်60က80ရရတယ်နေ့တလေးက2ရတော့ဒီနှစ်ခုကိုပေါင်းလိုက်တော့80နှစ်ဆိုပြီးရဒါဒီဒီပုံစံလေးကိုဆင်မရှင်းပြပေးတာဖြစ်တယ်နော်ကလေးတို့ရေးရမှာဗာလဲနေ့တလေးနေ့ဆိုပြီးတော့နေ့အောင်မှာရေးမယ်နေ့၄လီ8ဆိုတော့နေ့60လေးရတယ်80ဒီ ၁၀နေရာမှာရေးပေးရမယ်၈၂နာမလား၈၂ဆိုတော့လွယ်အောင်မှတ်မယ်ဆိုရင်နှစ်တလီနှစ်နှစ်လေးလီ၈ဆိုရင်မှတက်အောင်ရေးလိုက်ရပါပြီကဲဒါဆိုဆင်မရလေးချိန်ခံအောင်သွားရအောင်နံပါတ်၁ဟုတ်ပြီနံပါတ်1ကအောက်ပါတော့တွက်ပါဆိုဆရာမတို့ဘာလို့ပေးရမှာလဲမြောက်ပေးရမှာမယ်အမြောက်နဲ့ကကလေးတို့ဒီ G2 မှာကလေးရလဲအတော်လေးအာဒီရင်းနှီးခဲ့ပြီးသားမို့လို့အတိတ်တော့မခက်ခဲပါဘူးဒါပေမဲ့ဒီ G3 မှာကျတော့ဒီလိုအကွက်ကလေးဆွဲပြီးတော့မှကလေးတွေကတွက်ကြတယ် ဟုတ်ပြီနော်အဲ့တော့ဆရာမတော့ဒီတပုတ်ကိုအခွက်ဆွဲပြမယ်ကျန်တဲ့ပုတ်လေးကြာရင်တော့မဆွဲတော့ဟုတ်ပြီလားဒါလေးကတော့အကျဉ်းပေါ့နော်ကဲဒီလိုမျိုးလေးဆွဲလိုက်ပြီးတော့မှဆရာမတော့ဒီမှာဗာရေးမလဲ34ရေးမယ်နှိပ်ရေးမယ်ဒါအောင်မြောက်ချင်းတော့အမြောက်ဆိုပြီးတော့ရေးမယ်ဆရာမတို့ရတဲ့အဖြေကိုဒီအောင်မှာရေးပြရမယ်ရမလားအဲ့တော့နှစ်၄၄က၈နှစ်၃၄နှစ်၃၄က၆ ကဲဟုတ်ပြီနှစ်နဲ့လေးနဲ့မြောက်လို့ရတဲ့အဖြေနှစ်လေးလီရှိခုဒီမှာရေးတယ်နှစ်30လီ60ဆိုတော့60ကိုဒီမှာရေးဟုတ်ပြီလားအဲ့တော့နှစ်လေးလီရှိနှစ်3လီ6ဆိုတော့ဒီမှာရေးလိုက်ရုံပဲနောက်တစ်ခုကြည့်အောင်22ဆင်မအခွက်ကလေးဆွဲလိုက်ပါမယ်ကလေးတို့အတွက် ကျွန်တော်ဆီမတို့ဒီမှာမရေးပါအောင်နော်20နှစ်10နေရာမှာနေရေးမယ်ဒီဘက်ကခုနေရာမှာနေရေးမယ်သူ့ရဲ့နေရာနဲ့ဒူရေးမယ်အမြောက်3ဆိုတော့ကြည့်ကြည့်အောင်34က6 34က6ဆိုတော့အဖြေဒီ66ဆိုပြီးရေးပေးရမယ်အဖြေ66ဒါကအဖြေ68နောက်တစ်ခုကြည့်အောင် အဲကလေးတို့ကတော့ပေတံနဲ့ဆွဲရမှာနော်ဆီယမားကတော့ဒီမှာအကျဉ်းလေးပဲဒီတိုင်းပဲဆွဲထားတာဖြစ်တယ်ကဲရေးမယ်27လေးနဲ့မြ4တက်လီလေးလေးရဲ့တည့်ရဲ့မြ4တက်လီလေးလေးနဲ့20နဲ့မြောက်မယ်လေး20လီ8လေးနဲ့လီ8အဖြေ84နောက်တစ်ခု7အမြောက်6 17အမြောက်ချမှာအမြတ်ကဲကြည့်ကြအောင်6တလီချ6တလီချဆိုတော့အဖြေ66ရမနော် နောက်တစ်ခုကြည့်အောင်နံပါတ်1က25မြောက်3ကိုဘယ်လိုတွက်မလဲစဉ်းစားကြရအောင်တဲ့အဲ့တော့သူကတော့25မြောက်3ကို20မြောက်5ဆိုပြီးတော့ခွဲပြီးတော့တွက်တယ်ဒီမှာကကြတော့ down light တွက်မယ်အဲ့တော့ဆမတူကို down light ကလေးစဉ်းစားကြည့်မယ်သူကတော့ဒီမှာတွက်နည်းလေးပြောထားတယ်3ရဲ့5ရဲ့အရင်မြောက်မှာ ဟုတ်လား3ရေ5ရေအရင်မြောက်မယ်ဆင်မတို့ဒီအတိုင်းအရင်ဆုံးသွားကြည့်အောင်20 25ကို20ရေ5ရေခွဲလိုက်လို့ရှိရင်ဆင်မတို့က25နဲ့3နဲ့မြောက်ချင်တာမလားအဲ့လိုအခါမှာ25ကို20ရေ5ရေခွဲလိုက်လို့ရှိရင်ဆင်မတို့က20ကိုလည်း3နဲ့မြောက်မယ်5ကိုလည်းပဲ3နဲ့မြောက်ပေးမယ်အကျန်းထဲမှာစဉ်းစားမယ်နော်20ကိုလည်း3နဲ့မြောက်မယ်5ကိုလည်းပဲ3နဲ့မြောက်မယ်ပြီးတော့ဒီနှစ်ခုကိုကြာဆင်မတို့ကဘာလို့ပေးမလဲဆိုတော့ ပေါင်းပေးမယ်ဒီမှာရလာတယ်နှစ်ခုကိုပေါင်းလိုက်မယ်ဟုတ်ပြီ3 4 6ဆိုတော့60ရတယ်93 4က15ဆိုတော့15ရတယ်ဟုတ်လားဆိုတဲ့အခါကျတော့ပေါင်းကြည့်လိုက်မယ်9ရဲ့3ညရဲ့ဒီ9 6ရဲ့7ရဲ့ဒီ9ဆိုပြီးတော့90နဲ့9ရတယ်ရပြီနော်ဆိုတော့ဆရာတို့ဒီဟာကိုထောင်လိုက်တွက်ကြည့်တဲ့အခါမှာ3935မလား3935ဆိုတော့ဆရာတို့ရေးရမှဒီဒါခုကိ ခုဂိမ်းနေရာဖြစ်တဲ့အတွက်ကြောင့်လို့၃၅လေး၁၅ဆိုရယ်ဒီ၁၅လုံးကိုဒီမှာရေးလို့မရအောင်ခုဂိမ်းဖြစ်တဲ့၅ကိုပဲရေးရမယ်အဲ့တော့ဒီ၁၀30ဖြစ်တဲ့၁ကိုကြတော့ဒီအပေါ်မှာခဏလေးတင်ထားလိုက်မယ်မှတ်ထားလိုက်မယ်ဟုတ်ပြီနော်30ကိုခဏလေးထားလိုက်မယ်။ဒါဆိုရင်3 4 6ဆိုတော့60ရထားတယ်။60ရဲ့30ရဲ့ဆိုတော့90ဆိုတော့85 ရပြီနော်ဆိုတော့3545ရေးတက်မှတ်ထားမယ်346 6ရေး7ရေး9ရေးဆိုတော့အဲ့လိုရလာရပြီနော်အဲ့ခါကျတော့ဒီတက်ဒီဘယ်ရလာတာလဲဆိုတော့ဒီဘက်က35တဲ့ကခုနေရာမှာ9ပဲရေးပြီးတော့မှ10ဖြစ်တဲ့တက်ကိုဒီမှာ10နေရာမှာလေးတင်ထားရမယ်အဲ့ဒါပြီးမှ346 60အပေါင်း7တိ90ဆိုတော့85ဆိုပြရမယ်ရပြီလားနောက်တစ်ခု ဆက်ပြီးတော့ကြည့်မယ်16အမြောက်3ကိုတွက်ပါဆိုဆရာမတို့ခုနကလိုပဲအာဒီ16အမြောက်3ကိုတွက်ကြည့်မယ်အဲ့တော့ဒါဒီခုနဆရာမတို့ပြောထားတဲ့ဟာလေးကိုပြန်ရှင်းပြထားတယ်3 5 4 5ဟုတ်ပြီနော်3 5 4 5 3 4 6ဆိုတော့30 4 60ဆိုတော့60အပေါင်း35ဒီ85ဆိုပြီးရရရပြီလားနောက်တစ်ခုတော့ဆိုတွေ့ရအောင်ဆရာမတို့ဘယ်နည်းနဲ့ပဲတွေ့မလဲဒေါင်းလိုက်ပဲတွေ့မယ်ဒီလိုတွေ့เสียမလို့ပါဘူးဒီလိုမျိုးတွေ့ရင်ရပြီဟုတ်ပြီနော် ကျဆမရခုတွက်မှာကပါလေနံပါတ်36အမြောက်3ကိုတွက်ပါဆိုတဲ့ပုံစံဆောင်မျက်နှာ80ကအဲ့ပုံစံလေးကိုတွက်မယ်ဆိုတော့နေရာချလိုက်မယ်36 3ဒီမှာအမြောက်ပြီးတော့ဒီမျိုးလေးလုပ်မယ်ကဲမြောက်ပါမယ်3ရဲ့6ရဲ့မြောက်မယ်3 6 4 18ဆိုတော့ဆရာမတို့ဒီမှာရှေ့ရေးပြီးတော့တစ်ကိုခဏလေး10ဖြစ်တဲ့တစ်ကိုဒီ10ပေါ်မှာလေးတင်ထားလိုက်မယ်မတင်မဲနဲ့တွက်တက်တယ်ဆိုရင်လည်းမတင်မဲနဲ့တွက်ပါတချို့ကလေးတွေအကြောင်မတင်လည်းရတယ်တချို့ကလေးတွေအကြောင်မမှတ်နိုင်ဘူးဒီတိုင်းလေးမှတင်တဲ့ဟာကိုသူတို့ကမိမိသွားတာမဟုတ်လို့ဒီလိုမျိုးလေးထားထားလို့ရတယ် နော်348ဆိုတဲ့၈ကိုရေးတစ်ကိုအပေါ်ကိုတင်လိုက်မယ်343 343ဆိုတာက310လေး30 30အပေါင်းဒီက30ရယ်ဆိုတော့40ဆိုပြီးဖြစ်လာ။ဒါဆိုဆက်မလို့မှတ်မယ်ဆိုရင်346 8ရေး တက်ကိုဒီမှာမှတ်ထားမယ်၁၈ဖြစ်တဲ့ဒီ36လေး18ဆိုရင်ခုကနန်းဖြစ်တဲ့၈ကိုဒီမှာခုနေရာမှာရေးမယ်၁၀ကနန်းဖြစ်တဲ့ဟာကိုကျွန်တော်၁၀နေရာမှာရေးဖို့ဒီနာလေးမှာတင်ထားလိုက်မယ်3တလီ3ဆိုတော့3 30လေး30ဆိုတော့30အပေါင်း30က40ဆိုတော့48ဖြစ်လာရပြီနော်အဲ့ခါကျတော့အဖြေရေးလိုက်မယ်အဖြေညီမြချင်း48ဒါလားဆိုနံပါတ်၄ကိုဆက်မှာတွေ့ရအောင်နံပါတ်၄မှာသူက38အမြောက်နှစ်ပေးထားတယ်အဘဘာလို့တွက်ပါဆိုပြီးတော့ပါ ဲ့တော့ကျွန်တော်တို့ဒီပေဒံလေးနဲ့အပွက်ကိုလလလေးဆွဲပါ38နေဆိုပြီးတော့လေးလေးလုပ်လိုက်မယ်เนาะအဲ့ဆိုနေ့ရှစ်လေး16 26နေ့ရှစ်လေး16ဆိုတော့6ရေးမယ်30ဖြစ်တဲ့တစ်ကိုတင်ထားလိုက်မယ်ဟုတ်ပြီเนาะ36မှာဒီ6ဖြစ်တဲ့ခုကိုကျတော့ခုနေရာမှာရေးပြီးတော့10ကိုကျတော့ဒီမှာ10နေရာမှာရေးကျင်တာဖြစ်လို့ဒီဘောလေးကိုတင်ထားလိုက်မယ်30ဖြစ်တဲ့ဒီ30ကိုခဏထားလိုက်မယ်1 3 4 6 နှစ်3 6ဆိုနှစ်30 60 60 60ပေါင်းတက်က90ဆိုတော့96နှစ်3 6 6ပေါင်းတက်9ဆိုပြီးတော့မှ96ရရပြီလားဆိုတော့အဖြေ96နောက်ကခါခွေးခါခွေးက38အမြောင်၄ကဲသူ့ကိုနေရာချလိုက်မယ်ဇာကွက်လေးဆွဲလိုက်မယ်တဆက်ရှိလေးပေါ်ဒီမှာအမြောက် ရမလေးလုတ်လိုက်မယ်။ရပြီနော်ထင်းသွားအောင်ဆိုတော့၄ရဲ့၈ရဲ့မြောက်မယ်၄၈၄၃၂။နှစ်ရေးမယ်၃၂ထဲကခုကိန်းဖြစ်တဲ့နှစ်ကိုရေးမယ်၁၀ကိန်းဖြစ်တဲ့၃ကို၁၀နေရာမှာရေးဖို့၃၀ကိုခဏထားလိုက်။ရပြီနော်၄၄၄၄၀ပေါ့၄၄၄၀၄၀အပေါင်း၃ဆိုတော့9ဆိုတော့90နဲ့နှစ်ရ။အဖြေ90နဲ့ဆိုပြီးရေးလိုက်ရအောင်။ရမလား။ နောက်ကငယ်ကိုတွားရ29အမြောက်3ဆိုပြီးတော့ပြထားတယ်ဇရာခွက်ကလေးဆွဲလိုက်မယ်ကဲနေရာချမယ်29ဒီမှာအမြောက်ရှိကဲရသွားရော3ကိုလီ29 29ဆိုဘာကိုရေးမလဲဒီမှာခုနေရာမှာခုနှစ်ကိုရေးမယ်နှစ်ကိုခဏလေးထားလိုက်မယ်20ကိုခဏထားလိုက်မယ်3နဲ့4 6 6အပေါင်းနှစ်က8ဆိုတော့အဖြေဘလောက်လဲ89နှစ်ရမနော်ဂါကြီးကိုကြည့်မယ်89အမြောင်5ဆိုတော့သူ့ကိုဆရာမတို့နေရာချမယ်စက္ကနေ9ဒီမှာအမြောက်ဆိုဒီလိုမျိုးလာမယ် 9435ကဲ35ရဲ့9ကိုခုနေရာမှာရေးမယ်10ဖြစ်တဲ့3ကို10နဲ့ပေါင်းပြီးတော့မှရေးဖို့ရန်အတွက်ထားထားလိုက်မယ်9 5ရဲ့3ရဲ့က8ဆိုတော့အဖြေ85ရမနော်နောက်ခုနံပါတ်5ဒီ73အမြောက်9ကဲတွေ့ကြအောင် သူ့နေရာချလိုက်မယ်33ခုနှစ်အမြောက်နော်အမြောက်ကလေးမမေ့ပါနဲ့ခုနှစ်3 27ဟုတ်လား27ဆိုတော့ကျွန်တော်တို့ဒီမြောက်လို့ရ27ထဲမှာခုဖြစ်တဲ့1ကိုခုနေရာမှာရေးမယ်နှစ်ကိုကြတော့10နဲ့ပေါင်းပြီးတော့ရေးဖို့10နေရာမှာတင်ထားလိုက်မယ်ဟုတ်ပြီနော်ခုနှစ်တလေးခုနှစ်ခုနှစ်ရဲ့နှစ်ရဲ့ပေါင်းလိုက်တော့9ဆိုတော့အဖြေ97စာလုံးကြည့်မယ် 35အမြောက်နှစ်ကဲသူ့နေရာချလိုက်မယ်35ရဲ့နှစ်ရဲ့ နော်နေ9လေး30နေ9လေး30ဆိုတော့30မှာခုကနန်းက3ညခုနေရာမှာရေးမယ်တစ်ကိုကျတော့10လေးနဲ့ပေါင်းပြီးတော့ရေးဖို့နော်30ကိုခဏထားလိုက်မယ်နေ3လေး6ဆိုတော့6ရဲ့7ရဲ့က9ဆိုပြီးတော့90ဆိုရပါတယ် fc က90ပေါ့ရပြီနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့အစာမျက်နှာ80နံပါတ်4ထိပြီးသွားပြီနောက်သင်ခန်းစာကိုအစာမျက်နှာ87ကသင်ခန်းစာနောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြပေးပါမယ် ဒီနေ့တော့ရတဲ့တင်ကန်းစာကိုနားလဲရဆိုရင် like လုပ်ပေးခဲ့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်